နေ့မနက်ပိုင်းကမူဆယ်105မိုင်းကုံသွေးရေးဆုံမှာလက်နက်ကိုင်းတိုင်းရင်သားလေးဘွဲ့ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်အရသာသေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရရှိရတွေရှိခဲ့ပြီးတဲ့နောက်ဒေသခံတွေနဲ့ဝန်ထမ်းတွေမူဆယ်မြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်လာရရှိလာပါတယ်။ဒီကနေ့လက်တလောအခြေအနေတွေနဲ့ပတ်သက်လို့တောရောက်သတင်းရင်းနေတဲ့ TVB သတင်းတောက်ကွန်ကျော်စိုးကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ဦးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကိုအောင်ကျော်စိုးရေဒီလက်တလောမူဆယ်မြို့ပေါ်ကဒုက္ခသည်တွေရဲ့အခြေအနေလေးတစ်ချက်လောက်ပြပြပေးပါအောင်ရှင်အဲမူဆယ်မြို့ပေါ်မှာတော့ လောက်ကတဲ့ဘောက်တစ်ဆောင်ကျော်လောက်ပေါ့နော်။အာပြီးတော့ခုလုံနေပါတယ်။တို့ဘွားကတော့မနေ့ကအချိန်ကြီးကတော့အဲဆိုင်ကြီးအကုန်လုံးပိတ်ပြီးတော့အဲမှာလမ်းတော့လမ်းလာမရှိတော့ဖြစ်နေတယ်ခင်ဗျ။ဟုတ်ကဲ့။မနေ့ကမနေ့ကပေါ့နော်။ဒီနေ့မနေ့ဒီနေ့မနေ့ပိုင်းမှာတော့ဟိုဆိုင်ဆိုင်တချို့ပြင်နေအဲအဲအလူလာတဲ့ပုံမှန်ရှိပါတယ် ဟုတ်ကဲ့ဒီဒုက္ခတွေတထောင်ကျော်လောက်ခုလုံးနေဆိုအဲ့ဒီဒုက္ခတွေရဲ့အခြေအနေပေါ့နော်သူတို့ကိုဘယ်သူတွေကထောက်ပံ့ပေးထားလဲသူတို့တွေဘယ်လိုအခြေအနေရှိလဲသူတို့စာဝတ်နေရေးပေါ့အဲဒီရှမ်းပြည်နယ်အစိုးရကအဲသူထောက်ပံ့မှာပေါ့နော်ဒီထောက်ပံ့ထောက်ပံ့ပေးပြုလုပ်ဖို့ရှိတယ်ကြောဒီကုန်သည်ကြီးများအတင်းရလဲထောက်ပံ့နေအဲမြို့သူမြို့သားတွေကလည်းအားရပါရှိပါတယ် အော်ဟုတ်ကဲ့ရှင်မနေ့ကဟိုတိုက်ပွဲထဲမှာပေါ့နော်ဒီဟိုဂိတ်တရားငါမန်ဂိတ်ကိုလည်းလာရောက်ပိတ်ခတ်တာနောက်ကျတော့ဟိုလမ်းနေပေါ်မှာလည်းတကရားတွေကိုပိတ်ခတ်တာတွေလက်နက်ကြီးကြီးတွေကြတာတွေရှိရတဲ့ကြောင့်တန်ရရတဲ့သေဆုံးတဲ့သူတွေရှိခဲ့တယ်ပေါ့နော်။ဆေးရုံကိုတင်ပို့ထားတဲ့တန်ရရတဲ့သူတွေလည်းရှိရလို့သိရတယ်။အဲ့တော့အဲ့ဒီတန်ရရတဲ့လူတွေရဲ့အခြေအနေတွေကရောဘယ်လိုအခြေအနေရှိလဲရှင်။အခုတော့ဟိုပါပေါ့နော်တန်ရရသူ19ဦးလောက်ပဲဆေးရုံပေါ်မှာတန်တချို့ဟိုပါ9ယောက်လောက်ကိုလည်း လာရှိုးရဲရင်လည်းပို့လာတယ်ဟုတ်ကဲ့အဲ့ဒါရတူတွေရဲ့အခြေအနေတွေကစိုးရတဲ့အခြေအနေရှိလားဘယ်လိုမျိုးအခြေအနေရှိလဲရှင်အဲတိတ်ပြီးတော့စိုးရင်ကြာတော့မရှိတော့ပါဘူးဒါပေမဲ့ဒါရရတဲ့သူတွေထဲမှာညလုံးကတော့တဲအောက်ချက်ဆုံးသွားတယ်ခင်ဗျဟုတ်ကဲ့ရှင် ဟုတ်ကဲ့ဆိုတော့ဒီမူဆယ်မြို့ပေါ်မှာပေါ့နော်လူသားလူလာအခြေအနေပေါ့နော်သူတို့မြို့ကန်ဒေသကန်တွေရဲ့ဟိုခန်းစားစိတ်ခန်းစားချက်တွေဘလို့အခြေအနေမျိုးတွေရှိတယ်ဘလို့မျိုးပုံစံမျိုးတွေ့ရလဲရှင်အဲသူတို့ကတော့ထိတ်လန့်နေတဲ့ပုံဘာလို့လဲဆိုတော့ဟိုဖွင့်နေကြဆိုင်တွေဆိုင်ကြီးတွေတောင်ပါဘာမှဖုံးဆိုင်တွေပါတော့အဲ့လိုမျိုးဖုံးဆိုးဆိုးဆိုင်တွေတောင်မဖွင့်တော့ဘူးမြတ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့တော့အဲ့လူတွေအကုန်လုံးကဒီကိုယ့်အိမ်မှာပဲကိုနေနေကြရဲဆိုတဲ့သဘောပေါ့ ဟုတ်ကဲ့ပါဟုတ်ကဲ့မနေ့ကတရားငါမိုင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်တယ်လို့လည်းသိရတယ်ပေါ့နော်အဲ့တော့အဲ့တရားငါမိုင်ဂိတ်နေဆက်အကုန်ဒီကုန်းသေးဂိတ်အခြေအနေလက်တော်အခြေအနေဘယ်လိုမျိုးရှိလဲချင်းဟုတ်ကဲ့အခုကျွန်တော်နောက်မှာဒါ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 ရှိနေစင်မဲ့သားလေးအခုရက်ထားရတယ်ဘာလို့လဲဆိုတော့ခုနကစဒီလားကပြတ်ခတ်မှုတခုတက်ပြီးတော့ဖြစ်တယ်လို့ဟိုတရင်ကြားလို့ပေါ့နော်စစ်တပ်ကအစင်တိုင်းပဲနေကြာစား တက်ထားတယ်တက်ထားတာဗောနော်ဟုတ်ကဲ့အဲ့တော့ဒီနေဆက်ဂိတ်ဗောနော်တရုတ်နေဆက်ဂိတ်တရောဘယ်လိုပုံစံမျိုးအခြေအနေရှိလဲနေဆက်ဂိတ်တွေပိတ်ထားသလားဖွင့်ထားသလားဟုတ်တရုတ်နေဆက်ဂိတ်တွေကတော့ဖွင့်ထားပါတယ်ဟိုကျွန်တော်လာရကာရတာဝန်ရှိသူကိုတောင်းပေးတယ်အမေတော့သူတို့ကဒါပုံမှန်အတိုင်းပဲဗောနော်ဖွင့်လာတဲ့ဝင်းထွက်သွားလာတဲ့လူကလည်းပုံမှန်ပဲရှိပါတယ်ဟုတ်ကဲ့ရှင် အဲ့တော့ဒီမူဆယ်မျိုးပေါ်နဲ့ပေါ့နော်တိုက်မင်းနေမင်းကလည်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေမှာလုံခြုံရေးအခြေအနေကဘယ်လိုပုံစံမျိုးရှိလဲရှင်။အာဟိုခါရကဖွင့်ရှိသူတို့ခါရကဥက္ကဋ္ဌမေးတဲ့အခါသူ့ပေါ်မှာတော့ဒီရဲရဲအင်အားရဲ့ဒီတဲ့အင်အားရဲ့ပေါ့နော်နှစ်ခုတောင်းပြီးတော့မျိုးပေါ်တော့လုံခြုံရေးယူဆရလို့ခေါ်ပါတယ်။ဟုတ်ကဲ့ဒီကတော့နားပိုင်းမှာလည်းဒီစစ်တပ်စစ်တပ်များပြားရောက်လာ ရားယူတာတော့တွေ့ရတယ်ခင်ဗျဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆိုတော့ဒီမူဆယ်မြို့ပေါ်မှာပေါ့နော်ဒီသွာလာနေကြတဲ့သူတွေလည်းလုံထိတ်လိုက်မှုတွေရှိနေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဆိုတော့ဒီမူဆယ်မြို့မှာရှိတဲ့ဒီလုံချုံရေးယူထားတဲ့သူတွေလည်းရှိနေတယ်မနေ့ကလည်းတိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတော့ဒီကနေ့မှာရောတိုက်ပွဲတွေဖြစ်တဲ့အတန်ကြားလားရှင်ဒီကနေ့အခြေအနေပေါ့နော်တိုက်ပွဲအခြေအနေဘယ်လိုရှိလဲဒီကနေ့ဒီပန်ဆိုင်ဘက်မှာအတန်ကြီးပြန်တော့ဖြစ်တယ်အဲအဲ့လောက်ပဲကြားတယ်ဗျာဒီနောက်မှာတော့ ပစ်ခံမှုနည်းနည်းပါးပစ်ခံမှုပဲရှိရဲဒါဒါပြီးတော့ဘက်ကချောင်းပစ်တဲ့ဘောပေါ့နော်အဲ့လိုမျိုးပဲရှိဆိုတော့ထိခိုက်တယ်ဟာအဲ့လိုမျိုးတရင်ရောကြားရသည်လားရှင်မကြားဘူးမြတ်အဲ့ဒါတော့မကြားဟုတ်ကဲ့အပျက်စီးဆုံးရှုံးနေရောအဲ့ဒါလည်းမမရှိပါဘူးဟုတ်ကဲ့ပါရှင်ဘာလို့လဲဆိုတော့ဒီနားမှာသူလည်းတိတ်မရှိတော့ဘူးပြစ်တာလည်းအဲ့လိုကိတ်အဟောင်းနေပါလေပြစ်သွားတယ်ဆိုတော့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါကောင်းကြော်စေး ဒါကတော့မနေ့က105မိုင်မူဆဲ105မိုင်နေဆက်ကုန်းတဲ့ဂိတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့မူဆဲမြို့ပေါ်ကဒုက္ခတွေရဲ့အခြေအနေမြို့ပေါ်အခြေအနေတွေကုန်းသွေးရဲ့အခြေအနေနဲ့ဒီလုံခြုံရေးအခြေအနေတွေကိုတော့သတင်းယူနေတဲ့သတင်းတော့အောင်ကျော်စိုးကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါဆက်လက်ပြီးတော့လည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်ပါရရှင်